Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့ငလင်ဘေးသင့်ပြည်သူများအတွက်ပထမအကြိမ်အလွန်ငွေပေးရလူဒန်းပွဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တိုင်းဒေသကြီးပြည်내အချို့တွင်ငလင်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ပြည်သူများအတွက်ရန်ကုန်တိုင်းဒေသကြီးမှာအလွန်ငွေပေးရပွဲအခမ်းအနားကိုတော့ဒီကနေ့ဧပြီလ၁ရက်နေ့လယ်၁၂နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံရှိမင်္ဂလာခမ်းမမှာကျင်းပပြုလုပ်ခဲ့တာဖြစ်သလိုယခုကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားကငလင်ဘေးသင့်ပြည်သူများအတွက်ပထမအကြိမ်အလူငွေပေးရလူဒန်းချင်းအခမ်းအနားပင်ဖြစ်ပါတယ်။အဆိုပါအခမ်းအနားတွင်မတ်လ28ရက်နေ့က9.9အဆင့်ရှိ ငလင်ပြင်းထန်စွာလှုပ်ခတ်မှုကြောင့်အသက်ဆုံးရှုံးမှုများပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာနားလည်ထပ်တူခန်းစားမှုဖြင့်တမနေခံငြိမ်သက်ခဲ့ကြပြီးကျန်ကုန်တိုင်းဒေသကြီးတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကကျေးဇူးတင်အဖွဲ့အမှစကားပြောကြားခဲ့ပါတယ်။ ပထမအကြိမ်အလူငွေပြည့်လူရန်ပွဲကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ပြည်စုံလင်ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါ်စန္နာသွေးရှမ်းကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးအဝန်ကြီးဗိုလ်မှူးကြီးဝင်းတင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေးအောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ကျော်စိုးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးဦးစောချက်ကော်ထူး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်ဒေါ်ဖြူမာဝေနေရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်ရေမူဦးခင်မောင်ဆန်းတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများဥက္ကဋ္ဌခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များစက်မှုဆောင်များ အသင်းအဖွဲ့များနဲ့စေတနာရှင်ပြည်သူများလည်းတက်ရောက်၍အလူငွေများပေးအပ်လူဒန်းခဲ့ကြပြီးအလူရှင်များကိုဂုံပြုမှတ်တမ်းလာများပြန်လည်ပေးအပ်ခဲ့ပါသည် နိုင်ငံတော်တွင်မတ်လ28ရက်ကဖြစ်ပေါ်ခဲ့တဲ့ခொနည်းတသမခொနည်းအစင်းရှိအင်အားပြင်းထန်ငလင်းလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသောတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိပြည်သူများအတွင်ပြန်လည်ထူထောင်ရေးအနေနဲ့အလူငွေများကိုသက်ဆိုင်ရာဒေသအလိုက်လှူဒန်းပေးသွားမှာဖြစ်တယ်လို့လည်းသိရပါဗယ်။ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ပထမအကြိမ်အလူငွေပေးရလှူဒန်းပွဲမှာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ဥက္ကဋ္ဌခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များစမှုဆောင်များအသင်းအဖွဲ့များနှင့်စေတနာရှင်ပြည်သူများတက်ရောက်၍အလူငွေများပေးအပ်လူဒန်းခဲ့ရမှာရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အလုံးအမှုဆောင်များမှငလင်ဘေးတင်ပြည်သူများအတွက်ငွေကျပ်350တက်ရောက်လူဒန်းခဲ့တယ်လို့သိရပါဗျာ